ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဂျီမနိုးချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ပြောစမှတ်ဖြစ်တဲ့ဓမြမှုတစ်ခုလို့အမည်ရတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာမိုးလင်းခန်းဒီတိုင်ကက်နာရီကိုလန့်ကြည့်လိုက်တော့၄နာရီတည်တည်ခါးခိုတစ်ချက်ကော့၍အညောင်းညာဆန်းပြီးတဝင်းကျစပွဲရှိမှာထလိုက်ပါတော့တယ် မျက်နာသိရန်ရေချိုးခန်းဘက်သို့အဝင်းမှာချက်ဘာတူလဲစကန်းရှိ လုံကြုံရေးကင်းကကင်းသမားရဲဘော်ရဲ့အော်မီးတန်ဆုံးကျုပ်ပါစီလုံကြီးကြီးရွာကဥက္ခထဥအောင်လာပါ အမှုဖွင့်ရှင်လို့ပါမကြာခင်ကျွန်တော်စပွဲရှိမောက်တို့စီလုံကြီးကြီးရွာရဲ့ဥက္ခထဥလာအောင်နဲ့အတူအသက်45 50ခန်းရှိ ိမ်မိန်ပါပါအသားညူညူလူတယောက်ရောက်လာပါတယ်ဒီလိုစီယာညူရေဒါခကျိုးတူရကကုစော်ဖေးတဲ့ညာခသူတို့အိမ်ဓမြတိုက်ခံရလို့စီယာရေအထာမှုလာဖွင့်တာကျွန်တော်ကဓမြတိုက်ခံရတဲ့ဥစော်ဖေးဆိုသူကိုလှမ်းပြီးတော့ခဲခိုက်လိုက်ပါတယ်သူ့ပုံစံကဓမြတိုက်ခံရတော့လဲစိတ်ထိခက်နေနေတောင်မှမပေါ်သူ့အင်ကြီးလုံကြီးများထံမှလည်း ီစီရနန်းကရနေပါတယ်ထူးခြားချက်တစ်ခုက ဖြစ်နေပါတယ်ကဲဖြစ်ပုံပြက်ပုံကို အရင်ပြောပြပါအောင်ဦးစော်ပြီဟုတ်ကဲ့ဒီဒီလိုပါစီအားစီလုံးကြီးကြီးရွာကတန်လျင်မြို့အပိုင်ထဲမှာရှိတယ်တန်လျင်ကြောက်တန်းသွားကားလမ်းမကြီးရဲ့လက်ဝဲဘက် အရှိမြောက်စူးစူးမှာရှိပါတော့တယ်ကုန်းတန်းမှာခြေရှင်သွားလျင်၃နာရီခန့် လမ်းလျှောက်ရပါတယ်။မိုးရွာသည်ဆိုလျင် ရွာပတ်ချောင်းမှာလေများနဲ့သွာလာကတဏှာခန့်ကြပါတယ်။နှွေးဆိုလျင်တော့လေလံကာလံပေါက်ပါတယ်။ဒီနေ့ဆေးလုံးကြီးကြီးရရဲ့စဘာထွက်ကောင်းသူများစည်ရင်နဲ့မှာဥဇော်ဖေးလဲထိတ်ဆုံးมาပါပါတယ်။ဒုဖြစ်၍တာသမီ၃ယောက်ပါဝင်ဇနီးတဲ့မမြကြီးကိုပါရွှေငွေလဝဲလက်စားများကိုလှုပ်ပေးပြီး တားနှစ်ယောက်ကို ရှင်ပြုပေးခဲ့တယ်။အလူပွဲကြီးကစင်ကလာဆိုင်လေပါတီမလို့ရွာနီးချုံဆက်များလာရောက်ကြတယ်။တနည်းပြောရရင်ချင်းချင်းတဲတဲကို စီကားကြော်ကြတဲ့အလူဖြစ်သည်ဟု ဆိုရပေတယ်။အလူကြီးပေး၍တလားခံကြတဲ့အခါညတညာအဒီတကြဆိုလေရင်နတော်လာခွေနေည၁၇နာရီခန့်ရွာက လာမိုင်ညရဲ့ရင်ခွင်မှာအိမ်မောကြနေပါတယ်ဒိုးစင်မှာရွာဖျားရှိဦးစော်ဖေးအိမ်ချံဝင်းတဲ့သူလူငါးယောက်ဝင်လာကြတယ်ပြုတ်ကိုစော်ဖေးထပါအောင်ဗျအချိန်မတော်အိမ်ရှိမှာသူ့နာမည်ခေါ်တန်ကြောက်မလို့ဦးစော်ဖေးနိုးလာခဲ့တယ်သူ့မိမမမြကြီးလဲလူးလေပြီးတော့ထားလိုက်တယ်အဝေးစားများကိုမှောင်ထဲမှာပဲပြုတ်ပြင်လိုက်ပါတယ် ဘယ်သူလဲကွာအချိန်မတော်ကြီးကျုပ်တို့ပါဗျထားမလုံကကိုအောင်ဝင်းလွတ်လိုက်လို့ပါခမရနမမတောင်းခင်ည၈နာရီလောက်ကဆုံးသွားလို့လာအကြောင်းကြားတာပါဟေးတောင်းခင်ငါညမလေးဆုံးသွားပြီတဲ့လားဟုတ်တယ်ထားပါဗျာတကားဖွင့်ပါဦးတောင်းခင်သူသိချရတဲ့အငယ်ဆုံးညီမလေးအရွယ်ရောက်လာတော့ထားမလုံရွာသားအောင်ဝင်းနဲ့အိမ်အောင်ကြသွားပြီး ခင်မောလှုပ်ရှိရာမှာလိုက်နေကြရှာတယ်။ဒီလောကတော့နှလုံးသီးကြောချင်း၍စည်းယုံတက်နေရတယ်။စည်းယုံမှာတပတ်ခန့်ကြာပြီးတဲ့နောက် သူမပြန်ဆင်းလာကမြန်မာသမားတယောက်နဲ့ဆက်ပြီးတော့ကုနေသည်လို့သိရပါတယ်။အခုသူ့နှမလေးဆုံးသွားပါပြီ။သူကဘက်ထရီမီးကြိုးကိုလှမ်းချိန်မီးထွန်းလိုက်ပြီးတကားကိုကြပြားကြပြားဖြွင့်ပေးလိုက်တယ်။ထိုကဲ့သို့တကားကိုဖြွင့်လိုက်သည်ကပြင် ကိုစော်ဖီအမားတခုတော့ဖြစ်သွားပါပြီလူငါးယောက်ရှေ့စဉ်နောက်စဉ်ဝင်လာကြပြီးတာမန်သူတယူးကသူ့ပတ်ဆက်ကိုနောက်ပြန်တိုင်းပြီးပိတ်ခါနန်ချားကိုဓမြောင်နဲ့တိလိုက်ပါတော့တယ်သူမိမမမကြီးကိုလည်းထိုနေ့အတိုင်းကလေးသုံးဦးကခေါင်းမြမဖို့ရဲရှာခေါင်းဆောင်ဖြစ်ရန်သူသူကတနက်တူတလက်နဲ့သူ့ယင်ကွာကိုထောက်ခံပြီးလှုပ်ပြီးအသက်မထွက်ရန် လက်ဟန်ချီလန်ဖြင့်ပြလိုက်ပါတော့တယ်ဒီတော့မှဓမြမန်းသူသီးလိုက်ရပြီကဲကို့လူလုံးဝအတမထွက်နဲ့မင်းတို့မိသားစု အလူတန်းလို့တုံးကဆွဲခဲ့ကြတဲ့ရွှေတွေငွေတွေအလုံးကိုအခုချက်ချင်းထုတ်ပေးဗျာမရှိပါဘူးခမညာရေစိုးဆက်ဝဲလိုက်လို့ပေါင်ထားပါတယ်နောက်ကလူကတအူးနဲ့ဖိပြီးတော့ထောက်လိုက်ပါတယ်သူ့လန့်ပြီးអော်လိုက်တော့လေအတန်က ထွက်သည်ဆိုယုံများတာမင်းတို့မိသားစုအားလုံးအသက်မသေးခြင်းရင်အလွယ်တကူထုတ်ပြီးနော်ငါတို့သိပ်ပြီးတော့တီးမခံဘူးဘယ်မှာလဲပြောပုံထားပါတယ်ကဲကွာခေါင်းဆောင်လို့သူကဒေါသထွက်လာကလက်ထဲမှာတနက်နဲ့သူ့နှစ်ဖူးပြောင်ပြောင်ကိုထုတ်ချလိုက်ပါတယ်သူလန်ပြီးတော့អော်လိုက်သေးတယ်တို့ပါတော့လေအတန်းကသိမ့်မထွာဒါပေမဲ့တနက်ကို လူစိုးကိုကြည့်ပြီးသူအနှင်းငယ်အံ့ဩသွားပါတယ်။ကြည်သာကြည်လည်ရတော့လဲသူတို့အားလုံးမျက်နာတွေမှာအိတ်နဲ့များစွတ်ထားကြသည်မလို့ဘဲသူဘဲဝါရဲလို့မသိရ။သူအံ့ဩသွားနေစဉ်တဦးကအကြီးပြားတဲ့သူအနှင်းငယ်ဝင်သွားပြီးတွေးဆလာသည်ကိုသူသတိပြုမိပါတယ်။သူမိမရဲ့လန့်ပြီးငိုရှိုက်တဲ့ကြောင့်သူဘယ်လို့မှဆက်မညာနိုင်တော့ပဲ။ ပစ္စည်းတည်တာဘိုးရှိရာတို့ညွန်ပြလိုက်ရတော့တယ်။ဓမ္မတယောက်ကဖျားစင်နောက်ဖက်မှာယွန်းတက်တာပူးလေးကိုလှမ်းယူလိုက်ပြီးဖြန့်ကြည့်လိုက်တယ်။ဆွေချိုးသုံးကုန်လက်ကောက်၅ရံလက်စွပ်၆ခွင်ကလေးနှက်ခက်၁ရံထုံးအောင်မှာတော့သူတို့အားလုံးကိုနောက်ပြန်ကြိုးကိုတုပ်ပြီးမှောက်ခိုင်းလိုက်တယ်။မမောက်ခင်ပါဇက်ထဲသို့အသင်းယူလာတဲ့လက်ကင်ဘဝများကိုလုံထုံထဲလိုက်ပါတော့တယ်။ နောက်မှာတော့မှောက်စီပြီးတော့စောင်များချင်တော်များအုပ်ပြီးတော့အသင်းယူလာတဲ့ဒီဇယ်များနဲ့လောင်းချလိုက်ပါတော့တယ်။သူကမသက်ရံငိုယူပြီးတော့တောင်းမှန်နေ။အေးမသေးချင်းရင် အသက်မထွက်နဲ့မအော်နဲ့ဟေ့ကောင်ဂျပုအော်ရင်မီးရှို့လိုက်ကြလား။မင်းစောင့်ကြည့်နေလာသွားမယ်။အဆောင်တယောက်ထားခဲ့ပြီးပစ္စည်းတစ်တာဘူးကိုယူကာခတ်တုတ်တုတ်ဆင်းသွားကြတယ်။ သူတို့မိသားစုတုတ်တုတ်မှမလုပ်ရဲအတန်လဲလုံးဝမထွက်ရဲဘယ်အချိန်မှမိကြည့်ချေတန်ကြားရပါမလဲနဲ့ရင်နေတုံးနေကြတယ်မိရှိုးလိုက်ရင်သူတို့မိသားစုဘဝအလုံးမိသက်ချုပ်ပြီးသားဖြစ်သွားလိမ့်မယ်သူဖျားတရားကို စိတ်ထဲမှာအာယုံပြုပြီးအဆက်မပြတ်ရေရွနေမိတယ်သူမိမမမြကြီးကလည်းတန်ဘုဒ္ဓေကာရာရွရွဖျား ကေမယံစူတောင်းနေပါတော့တယ်။ရွတ်နေတဲ့အခေါက်ပေါင်းလဲမြီမြကြသွားသည်မသိပဝင်းရှင်တခုလုံးတိတ်ဆိတ်နေသဖြင့်နောက်ဆုံးဖြစ်ချင်ရာဖြင့်သားသမီးများနဲ့ဇနီးရဲ့ကောင်းကိုယမ်းကြည့်လိုက်တယ်။အဆောင်လုပ်သူရဲ့အတန်ကလုံးဝမကြရတော့အိုးကောင်းဘော်ကဆောင်းများကိုခါထုတ်ပြီးပဝင်းချင်ကိုကြည့်လိုက်ပါတယ်။ဘက်ထရီမိခလုတ်ကို ဖြုတ်ထားခဲ့ပြီးအမောင်ထဲမှာအလုံးကိုခြေနဲ့ လှုပ်ခတ်ပြီးတော့နှိုးလိုက်ပါတယ်။ဒီနောက်မှာရွာတဲကအိမ်များနှိုးလာကြပြီးရွာမဓမြတက်ခင်ရာကြောင်းတီးသွားပါတယ်။ကျုပ်တို့လည်းသိသိချင်းကျိုးတွေပြေးဗစက်ထဲကဝတ်တွေထုတ်အကြောင်းရင်းကုန်မေးပြီး လူစုတွေနောက်ကိုလိုက်ပါသေးတယ်။အချိန်ကကြာသွားတော့ဘယ်သူကမှမတွေ့ရတော့ဘူးဆရာညိုနောက်ဆုံးလက်တင်ပြီးညာတွင်ချင်းဒီကိုအကြောင်းကြားပြီးတော့ရောက်လာတာပဲခင်ဗျာ။ အတက်ခင်ရတဲ့အချိန်ကဘယ်ချိန်လဲဥစော်ပြီည7:00နာရီလောက်ပါခင်ဗျာဩခရာတို့လိုက်တဲ့အချိန်ကမနက်7:00နာရီနေပါရှိနေပါပြီဆရာညိုအင်း2:00နာရီဆိုတဲ့အချိန်ကဓမြအဖို့အလွယ်တကူလွတ်မြောက်နိုင်တဲ့အချိန်ရရှိသွားခြင်းဖြစ်တယ်ဓမြတီရဲ့ပုံစံကိုမှတ်မိတယ်လို့ပြောပြစမ်းပါဗျာခေါင်းဆောင်ကတော့ထောင်းထောင်းမောင်းမောင်းရေပြကျန်လူကတော့ကိုလိုသူ့လိုပါပဲ ဓားကင်ထားတဲ့သူက၄ဦးတနက်ကင်တဲ့သူက၁ဦးပဲလိုအပ်သည့်များကိုမှတ်စုစာအုပ်မှာရေးသွင်းလိုက်ပြီးဥပဒေအတိုင်းအမှုစည်းရင်းသွင်းခိုင်းလိုက်ပါတယ်ကြီးလိုက်တော့မနက်6နာရီထုံးလူတန်ကားဆံများကအတန်ကိုကြားနေရပြီးတဲ့နောက်မှာတော့သူတို့ကိုတဘာသေးသော ခေါ်ပြီးတော့ကြောက်တန်းကားနဲ့လိုက်လာကြတယ်ထားမလုံးမှာအသင်ဆောင်နေကြတဲ့လှင်းနဲ့ဆက်ပြီးတော့ရဲတပ်ဖွဲ့ဝင်များက စီလုံးကြီးရွာကိုခရီးဆက်ခဲ့ကြတော့တယ်။သဲလွန်စားကိုလိုက်ရှာတော့လက်ခံဘဝကြီးငားထည်ရရှိခဲ့တယ်။သုံးတဲကအသေးဆက်ဆက်ဖြစ်ပြီး နှစ်ထဲကအဟောင်းများဖြစ်ပါတော့တယ်။လက်ခံဘဝဟောင်းတစ်ထဲကိုတည်တည်ချာချာဖြီးကြည့်တော့ဒေါန်စုံးမှာမောင်းအတွက်ဆိုတဲ့စလုံးသုံးလုံးကိုမမျော်လင့်မဲနဲ့တွေ့လဲရပါတယ်။ပြီးတော့မှတော့ဓမြတွေအသုံးပြုခဲ့တဲ့ဒီဇယ်ဘုံကိုတင်းဆဲထားလိုက်ပြီး တက်တီကန်စီရင်တွင်းလိုက်ပါတော့တယ်သူတို့သွားနိုင်တဲ့လမ်းကြောင်းများကို လက်ကြည့်လိုက်တော့သူတို့အလုံးရွာရှိဖက်ချောင်းတိုင်းနောက်ဆုံးလေနဲ့ထွက်သွားနိုင်တဲ့သဲလွန်စာများကိုရှာတွေ့ခဲ့တယ်ရွာမှာခမားနဲ့မတဲတဲ့လူများရှိသေးလားဥစော်ပြီလုံးဝမရှိပါဘူးစီအားချွေကရောအလုံးဘယ်နဲ့ကျသားလောက်ပါသွားတာလဲဒီလုံးမေးလိုက်တော့သူက အနားမှာရှိတဲ့ ရွာခံများမှာမျက်နာကိုလှမ်းကြည့်လိုက်ပြီးတက်တဆဲသားပါခင်ဗျာလိုအပ်သည့်များကိုမေးမြန်းပြီးစကန်းသူအားလုံးပြန်လိုက်ကြတယ်ပြီးတော့မှာတော့ခြေစားလက်စရှိသူများယာစဝဲလူစိုးစည်များကို ပြန်ကြည့်လိုက်တယ်နေထိန်များကိုခေါ်ပြီးလက်စလက်နာရှိသူများနောက်တော့ခြေရခံပြီးတော့လက်ခိုင်းနေအချို့ကိုချော့တိုင်ချော့ 6တန်6ပြီးတော့မေ့ရတယ်။ဒီနေ့မှာတော့မနဲ့ကြတော့တရေလိုဥစော်ဖေးစခန်းသူရောက်ချလာတယ်။ဟိုနေ့ကလူများလို့ထူးခြားတာတွေကိုဇီယာကိုမပြောလိုက်ရဘူး။ဘာများတော့လုံဆန်းပါအောင်။ဒီလိုဇီယာရဲ့ဓမြခေါင်းဆောင်ကိုင်းနဲ့တနကအတူကြီးဇီယာ။ဘာအတူကြီးဟုတ်လား။ခမားကဘလို့လုတ်ပြီးသီးလဲ။အဲ့ဒီတနက်တင်နဲ့ကျွန်တော်နှစ်ဖူးကိုထူးခြားလိုက်တော့ ုတ်ကနဲ့မမီပဲကောက်ကနဲ့မီသွားတယ်စီရရဲ့နှစ်ဖူးလဲဘူးတော်မှမဖူးခဲ့ဘူးအစ်စ်ဆိုရင် ကွဲပြီပေါ့ဗျာဒါကိုအသိပေမဲ့ဒါသမားရန်ကိုကြောက်လို့ပစ္စည်းတွေပါပေးလိုက်ရတယ်နောက်ပြီးသူဆက်ပြောရန်စကားကိုချင့်ချန်ထားလိုက်ပါတယ်ဆက်ပြောလေဗျာနောက်ပြီးဘာဖြစ်လို့လဲသူကရှက်ကိုရှက်ကန်းဖြင့်သူများကြားတော်မှာဆိုလို့စိုးရိမ်ပုံရပါတယ် ျွန်တော်မျက်နာနေတော့ငုံပြီးတော့တစုံတစ်ခုကိုပြောချလိုက်တယ်။အေးဟင်နောက်နေ့ရက်ခန့်ကြတဲ့အခါဓမြများရဲ့သဲလွန်စားကိုခြေရခန့်မရသည်။ဒါပေမဲ့ဖဲဝမ်းများလုံးလိရှိရာတို့လွတ်လွတ်ပြီးတော့အခြေအနေကိုစောင့်ကြည့်ခိုင်းရတယ်။သုံးရက်မြောက်နေ့မှာတယ်လီဖုန်းဝင်လာပါတော့တယ်။ဟုတ်ကဲ့ရေးစခင်ရပါ။ဒူရဲအုပ်ကုညူပါ။ကျမ လာမင်းတရားရွှေဆန်းကတော်ချမ်းမြေပါစီဟာဒီမှာလူတယောက်ဆွေကြိုးကုန်းအတူကြီးလာရောက်နေလို့စီယာတို့ကိုလှမ်းပြီးတော့အကြောင်းကြားတာပါအဲ့ဒါတော်ချမ်းမြေသူ့ကိုလက်မလွတ်လိုက်ပါနဲ့ခင်ဗျာသူ့ကိုအချိန်ဆွဲထားပါကျွန်တော်လာခဲ့ပါမယ်ကျွန်တော်တို့လာမင်းတရားရွှေဆန်းတို့ရောက်သွားကြပါတယ်အသားဖြူဖြူနဲ့လူရွယ်တဦးကပြုံးကနေထရရလိုက်တယ်ဒီနောက်မှာမိမပြက်ဟမ်မပြက်ပြန်ထိုင်ရင်းက စီးခဲ့တဲ့တဲလိတ်ကိုမင်းညိဖွာလိုက်နေပါတယ်မတိမတာအခဲခဲလိုက်တော့မင်းညိရင်သူ့လက်တွေများ တုံနေသည်ကိုသတိထားလိုက်မိတယ်ကျွန်တော်တို့ဝင်လာသည်ကို အောင်ချမ်းမြေမြင်လိုက်ရတဲ့အခါဒီမှာကိုအွာချွေလာရောင်သူကထိုင်နေရင်းမှထားပြီးချွေဆိုင်ပန်းရှင်ကိုမျက်နှာချင်းဆိုင်လိုက်ပါတယ်ချင်းဖယ်စေးရရင်ရောက်မလဲ နှစ်ချက်သားတောင်ပဲဗျာခမ ्या ကိုလက်ရှိဝယ်စီအတိုင်းပြေးပေါ့တပြားမှမရနိုင်ဘူးကိုအဝါရဲ့ဘာဗျာဘာဖြစ်လို့မရနိုင်တာလဲဒါရွှေဗျာရွှေရွှေပေမဲ့ရှင့်ရဲ့ရွှေကအစစ်မဟုတ်ဘူးအတူကြီးဘာသူဆက်ရွေပေါက်ကွဲချိန်မရနိုင်တော့ပါရဲတပ်ဖွဲ့ဝင်များကသူ့ကိုစစ်ဆေးရန်ရှိသည်ဟု ဆိုပြီးရဲစခန်းသို့ခေါ်လာလိုက်ပါတယ် မင်းရဲ့အမိဘယ်လိုခေါ်လဲကွာလှကြော်စီပါစီဟာနေတာကရောလက်ရဲစမ်းကြည့်ရမှာပါအရင်ကတည်းကနေတာလားအခုမှပြောင်းလာတာလားတာခီတကပြောင်းလာတာပါ6လလောက်ရှိပါပြီလှကြော်ဆွေဒီဆွေချုပ်ကိုမင်းဘယ်ကားကြတာလဲဒါဟိုအမိပစ္စည်းပါစီဟာယုံယုံမှာ မဲမေပျက်စီးအတူကြီးကိုဘာလို့အစ်စ်ဆိုပြီးလာလေရောင်းတာလဲပြော။ "तू နှုတ်ဆုံသွားပါတယ်။လက်တွေလည်းတုံလာပါပြီ။ဘာပြောရမှန်းမသိ။အမေပျက်စီးဆိုတော့အစ်စ်လိုပဲယုံကြည်လို့ပါစီရရဲ့။ तू ကဒီလိုပြောတော့အင်းကြီးအိတ်ထဲမှာလက်ကင်ပွားတစ်ခုကိုထုတ်ပြီးတော့မျက်နှာပေါ်မှာချွေသီးများကိုတုပ်လိုက်ပါတယ်။ကျွန်တော်က၎င်းလက်ကင်ပွားကိုခဏတောင်မှဖြန့်ကြည့်လိုက်တယ်။ ဖရရင်ဒီမှာပဲအံ့ဩစရာတခုကိုမမျော်လင့်မနဲ့တွေးလဲရတယ်။ယုံထောင်ရင်းနဲ့ကြောက်မှမိပါတော့မီ။လာကျော်ဆွေမင်းငါကိုစက်ညာဖို့မကြိုးစားနေတော့မင်းအမေပစ္စည်းလည်းမဟုတ်ဘူးဒီပစ္စည်းဟာမင်းတို့နတော်လောက်ွယ်ညကစီလုံးကြီးကြီးရောက ကိုစော်ဖေးအိမ်ကတိုက်ခဲ့တဲ့ပစ္စည်းကိုင်မင်းနဲ့ပါလာတဲ့လူတွေကိုဖော့ပြီးတော့ကိုလူ ျွန်တော်ကတစ်ချက်ဟောက်လိုက်ရာ သူကစိတ်ငင်းဖို့ကြိုးစားသေးတယ်။သို့ဘာတော့လဲသူကြကြမငင်းဆန်နိုင်မှာ။ကျွန်တော်ကသက်သေပစ္စည်းဖြစ်တင်းစေးထားတဲ့လက်ကင်ဘဝထဲမှာနှစ်ထဲကိုဗီယိုထဲမှာထုတ်ပြီးတော့သူ့ရှိသူဖြန့်ခင်းပြလိုက်တဲ့အခါသူစကြိုးကြသွားခဲ့တယ်။သူမြင်လိုက်ရတဲ့လက်ကင်ဘဝတောင်စွန်းမှာချွေဝါရောင်ပိုးချီဖြင့်ဝိုင်းဆက်စွာထိုးထားတဲ့ မောင်းအတွက်ဆိုတဲ့စာတန်းကိုတွေ့လိုက်ရတော့ကြောင်းဒီလက်ကင်ဘဝနှစ်ထည်နဲ့မင်းခုသုံးလိုက်တဲ့လက်ကင်ဘဝကိုရှင်းကြည့်လိုက်စမ်းလှကြော်ဆွေးသူငင်းရမရတော့ပါသူလက်ကင်ဘဝတောင်စွန်းမှာလဲမောင်းအတွက်ဆိုတဲ့စာတန်းလေးကရှိဝါရောင်ပိုးချီနဲ့ထိုးထားသည်မဟုတ်လားကျွန်တော်ဝန်ခံပါတယ်ဆရာဒီလက်ကင်ဘဝမင်းဘယ်သူကိုပေးခဲ့တာလဲ ကျွန်တော်ချစ်သူကပန်းထိုးပြီးလက်ဆောင်ပေးခဲ့တာပါမင်းတို့ပြစ်စတိုတနက်တလက်နဲ့လက်ကင်ဘဝအပါဝင်အသစ်သုံးထည်နဲ့အိရှင်မိသားစုအလုံးပါစက်တဲ့အဝိစုကျိုးတုပ်ပြီးဒီဇယ်လုံးပြီးပြစ်စည်းယူခဲ့တယ်ဟုတ်တယ်နော်ဟုတ်ဟုတ်ပါတယ်ဆရာရယ်ကျွန်တော်လက်ထက်ဖို့ငွေလိုနေလို့အခုလိုဓမြမှုကိုပါခဲ့တာပါခင်ဗျာကောင်းပြီ ဒါဆိုရင်မင်းနဲ့တူပါလာတဲ့လူစရင်လိမ့်စာကိုငါကိုပြော ပြောပါမယ်ဆရာလရဲ့စန်းကစိတ်မသူကကောင်းဆောင်မှာတာခိတက်ကအောင်းနိုင် နေအောင်နဲ့ချက်အင်းကြီးရွာကထွန်းလိုက်လို့ပါခမညာချက်ချင်းလူစုခွဲပြီးသူတို့ရှိရာတို့နေမြေခန့်ရဲမှာအကူညီနဲ့ဖမ်းဆီးလိုက်ကြတယ်လရဲ့စန်းက ခေါင်းဆောင်စိန်မောင်ကရဲတဲဖွဲ့ဝင်များကိုမြင်တော့သူ့ပြစ်စတိုအတူကြီးကိုကင်ပြီးတော့ဟန်ရေးပြလိုက်သေးတယ်။အမိုးစစ်အရာရှိက အတူကြီးနဲ့အသက်မပြောက်ချင်ပါနဲ့စိန်မောင်လို့ပြောလိုက်တော့မှသူ့အံ့ဩသွားတယ်။လက်နဲ့ချပြီးတော့အဖမ်းခံမှာတော့တယ်။အမှုကိုတီးဆောက်ပြီးအမှုတွေအားရုံးတော်သို့တင်ပြဆွဲဆိုချက်ပြောလိုက်တော့ကတည့်ရလူကုစော်ဖီကဓမြဖွဲ့ရဲ့မျက်နှာကိုကြည့်ပြီးပြောနေခဲ့သော သူတို့အားလုံးကလည်းဝက်ချန်ထဲမှနေပြီးတော့ကိုစော်ဖိမျက်နှာကိုကြည့်ပြီးအန်တကြိတ်ကြိတ်နဲ့ဖြစ်နေကြတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီ။ဇလန်းလေးကို အဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာ။